ယုတ်ပြီးတော့တွားကြယုတ်နေလည်းပဲစုပြီးတော့တွားကြအဲ့အနှစ်900ဒန်းကနေပြီးတော့တက္ကရမများတချို့အနှစ်250တချို့အနှစ်200ဒီလိုပဲဖြစ်သွားကြတယ်အနှစ်800ဒန်းကနေပြီးတော့တဖြည်းဖြည်းယော့ယော်လာတာနော် ဒါကအနည်း150တန်းမှာကြာတယ်လည်းပဲဥစဉ်တော်တရားနာပြည်တတ်ပြည်ရာနောက်ထပ်အကုသိုလ်တရားတွေပေါ်လာတယ်တဲ့အဲ့အဲ့အားတွေကတော့ပါလေအမတ်တရားတာမိဘကိုပုံကန်ခြင်းနော်မိဘတွေကိုအမေကိုယုံတရားကောင်းမှမသိဘူးပုံကန်တယ်အပိတရားတာအဖေကိုယုံတရားကောင်းမှမသိဘူးပြုစုလုပ်ကြွေးရကောင်းမှမသိဘူးမိဘစကားနားမထောင်ထော်လောက်ကန့်လန့်လှုပ်ခြင်းပေါ့နော်အာတာမိညတာတဲ့ ယဟန်ဒီကိုထော်တော်ကန်းလန်လှုပ်တဲ့စော်ကားတဲ့အပြံမိညာတာသူတော်ကောင်းတွေကိုစော်ကားတဲ့နာကုလီစိတ္တာပစာယိတာတဲ့အမျိုးထဲမှာကြီးကုန်ကြီးကုန်သောပုံတွေကိုမယုတ်မသိမလေးမစားလှုပ်တယ်တဲ့အဲ့ဒီတရားသဘောတွေပေါ်ပေါက်ပြီးတော့လာတယ်အဲ့လိုတရားသဘောတွေလည်းပဲပေါ်ပေါက်ပြီးတော့လာရောဒကာရမများတတ်သွားရအနှစ်250တန်းကနေပြီးတော့ယော့ပြီးတော့ကြာသွားလိုက်တာတဲ့ နှစ်တရားတန်းရောက်သွားတယ်။တရားသွားပြီတော့။ဒီနေ့ခေခါကာလဦးဇင်းတို့တရားနာပြီးတည်းရနှစ်တရားတန်း85နှစ်တန်းဆိုကြပါလို့နော်။အဲ့ဒီနှစ်တရားတန်းမှာရောက်ပြီဆိုတော့ရှင်တော့ဦးဇင်းတို့တရားနာပြီးတမ်းများလောကမှာမဖြစ်တဲ့အကုသိုလ်တွေလို့မရှိနိုင်တော့အကုန်လုံးအဆုံးပဲနော်။ အဲ့တော့မလုံရဲတဲ့အာဟုသူရဲ့လို့လည်းမမရှိတော့ဘူးခွတ်ခဲဆိုလို့ချင်းဥစဉ်တို့တရားနာပြတတ်ပြီသတင်းစာရီနဲ့မှာကြာနေတဲ့မှာမတွေ့ရဘူးလားအမေရင်းကိုပြန်ပြီးတော့တတ်တာဖေရင်းပြန်ပြီးတော့တတ်တာဒါမျိုးတွေမရှိဘူးလားကြောက်စရာတော်တော်ကောင်းတယ်နော်အဲ့တော့ဥစဉ်တို့တရားနာပြတတ်များပြန်ပြီးတော့ခြုံပြီးတော့ကြီးလိုက်မယ်ဆိုရင်ဒီလိုတဖြည်းဖြည်းဆုပ်ယုပ်ပြီးတော့သွားတာဘာကဆုပ်ယုပ်ပြီးတော့သွားတာတော့ဆိုတော့တိုင်းကြီးအောင်ချုပ်ဘရင်လောက်တဲ့ပုံကောက သူ့ရဲ့မန္တာရိုက်ကပစ္စည်းဥစ္စာတွေစုပ်ယုပ်ပြီးတော့သွားမှာကုန်ခန်းပြီးတော့သွားမှာဒါစိုးရိမ်တဲ့အတွက်เนาะစင်းရဲသူစင်းရဲသားတွေကိုအမတော်ကြီးထုတ်မပေးအမတော်ကြီးထုတ်မပေးတော့ဘလို့ဖြစ်သွားတော့တိုင်းသူပြည်သားတွေစင်းရဲတွေနဲ့လာတယ်စင်းရဲတွေနဲ့လာရကနေပြီးတော့သူများပစ္စည်းဥစ္စာခိုးမှုဆိုတာပေါ်လာတယ်ခိုးမှုပေါ်လာရကနေပြီးတော့လက်နဲ့တွေစုဆောင်ကြတယ် လက်နဲ့တွေစုဆောင်းကြရာကနေပြီးတော့သူများအသက်တွေတတ်ကြတယ်အဲ့ဒီကနေပြီးတော့ပါဏာတိပါဒဖြစ်ပြီးတော့ဟောဂုံးတိုက်စကားပိတုနာဝါစာတွေဖြစ်အမှုတာဝါရစကားဖြစ်လာတယ်မူတာဝါရကနေပြီးတော့စင်ပွားပြီးတော့တခါပိတုနာဝါစာဆိုပြီးတော့ဂုံးတိုက်စကားတွေဖြစ်လာတယ်ကောင်းတဲ့စကားဖြစ်လာရကနေပြီးတော့တတ်တော်ရည်ရုပ်စိတ်အင်္ဂါလည်းမညီမမျှဖြစ်တော့ကာမိတုမိတ်စာစာရာတွေဖြစ်လာတယ်။ကာမိတုမိတ်စာစာရာဖြစ်လာရကနေပြီးတော့တရားနှမျိုးထပ်ပြီးတော့ပေါ်လာတယ်။ ရုတဝါစာလို့ခေါ်တဲ့ကြံတန်းစကားတန်ဖတ်ပလာပလို့ခေါ်တဲ့ပေပြင်းစကားပေါ်လာတယ်။အဲဒီကနေပြီးတော့နောက်ထပ်တရားနှမျိုးပေါ်လာပြန်ရောအဘိစာရဲ့ပြပါဒရဲ့။အဲဒီကနေပြီးတော့နောက်ထပ်စင်ပွားပြီးတော့မိစ္ဆာဒိဋ္ဌိဆိုတာပေါ်လာတယ်။မိစ္ဆာဒိဋ္ဌိကနေပြီးတော့တစင်တဲ့ပြီးတော့ဥစဉ်တို့တရားနာပြတဲ့တရားဘယ်နှမျိုးလဲနော်။၃မျိုးလားဟုတ်လားပေါ်လာတယ်အတ္တမရာဂဝိတမလောဘမိစ္ဆာဓမ္မပေါ်လာတယ် အဲ့ဒီကနေဆင်းပြီးတော့နောက်ဆုံးကြတော့မိပါစကားနာမထောင်ထော်လောကန်လန်လှုပ်ခြင်းသဘောတရားနော်ယဟန်ပုံနာတွေသူတော်ကောင်းတွေကိုပြင်မာခြင်းသဘောတရားယထေရွာထဲမှာကြီးကုန်ကြီးကုန်သောပုံကိုယ်တွေကိုမယုံမသိမလီမဆာလှုပ်ခြင်းသဘောတရားတွေပေါ်လာတယ်ဆိုပြီးတော့မြတ်စွာဘုရားကမိန်ကြားပါတယ်နော်အဲ့တော့ကဥစဉ်တို့တရားနာပြည်တပ်များဒီနေ့ညအဓမ္မသမင်းဒီလောက်ပဲရန်နာချဆို မနဖန်ကြရမြတ်စွာဘုရားကတတဝရရဲ့တတန်တဖြည်းဖြည်းနှိမ့်ကြပြီးတော့သွားတာစိတ်နှစ်တန်းအထိရောက်သွားမှာဘယ်တိရောက်သွားမှာလို့အေးစိတ်နှစ်တန်းကြတော့ဟောဒီတတဝရဖြစ်မဲ့အချီအနီတွေနော်မြတ်စွာဘုရားကစိတ်ဝင်စားစရာဘယ်လိုများပြောထားတော့ဆိုတာဥစဉ်တို့တရားဓမ္မများအနာကြကြရအောင်နော် အဲ့ဒီနောက်ပိုင်းကျတော့နောင်တစ်ချိန်မှာပေါ်ပေါက်မယ်ရိမိတ္တရာမြတ်စွာဘုရားဆိုတာဘယ်အချိန်မှာပေါ်ပေါက်မှာလုံးဆိုတာလည်းပဲတုတ်တယ်ပဲအနာကြရအောင်အဲ့ဒါတော့မနဲ့ဖန်ကြမှာဆက်ကြစို့နော်ဒီနေ့နာကြခဲ့တဲ့တရားနာမည်ကစကဝတိတုတ်တန်တဲ့ဘာတုတ်တန်လဲတော့စကဝတိ ားရီတုတ်တံကိုနာကြပြီးတော့တရားအစလုံးမှာပြောကြတဲ့အတိုင်းဒီထက်မှာဦးဇင်းတို့တရားနာပြည်သားများလူမှုရေးတွေလည်းမပါဘူးလားနိုင်ငံရေးတွေမပါဘူးလားဩမိမိတို့ဘဝတန်တရားအရေးတွေလည်းပဲပါတယ်အကုသို့အကုသို့တရားတွေတိုးပွားလေးလေးတိုးပွားလေးလေးမိမိတို့မှာအသက်တွေတိုးလေးတိုးလေးလေးရုပ်စင်းအင်္ဂါတွေဆုပ်ယုပ်လေးလေးဆုပ်ယုပ်လေးလေးပဲဆိုပြီးတော့ဒီလိုတန်ဝေကညံပွားရတယ်နော် ကုသိုလ်တရားတွေတိုးပွားမှာဟောမိမိတို့မှာအကောင်းကျိုးတွေတိုးပွားမှာဆိုပြီးတော့ဒီလိုတန်ဝေကညာပွားပြီးတော့ကြိုးစားနိုင်ကြပါလေတိုက်တွန်းရင်းနဲ့ဓမ္မတွေရနာကြရအောင်နော်ဓမ္မောတတံပိတဝါဧဇဝေတံသဗ္ဗံသမုဟတံအာဇရမရံတိတိဘဝနိဗ္ဗာန်နံယံတုတာတောဧဇာ1388ကိုယတုတာယာပြာတုလာပြီကျော်12ရက်နေ့ညာရန်ရောက်လာမင်္ဂလာခါကာလတမယ၌ ။ဓမ္မောတဏ္လောဘဒေါသမောဟစိတ်တကိပြကြည်၏။စက္ကဝတိတုတ်တံဒေသနာလို့ဆိုရတရားရှိစေကိုဘိန္ဒဝဝန္တာရှင်များတောက်ကြရာနာကြရာကုန်သောကြောင့်ဝိတံတပံပူဇာညေနကိလေသာအစိတ်အတ္တဝဒမြအတိသမ္မဝဒံသမောဟတုပိဋ္ဌာဝတွင်ယမတင်တကယ်သို့ကင်းစင်လွင်ပြပင်မရအောင်ပြပြပါစေတည်းအာဇရမရံဝခြင်းနဲ့ကွာနာခြင်းနဲ့ကင်းတည်ခြင်းနဲ့ရှင်းတတ်သော တိတိဘာဝံကိရတဟုအပုခတိအင်းငိဟာစိဖြစ်ပေထလောနိဗ္ဗာန်ံနိဗ္ဗာန်လောကအင်းမြို့တော်သို့တာတော်တရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်ပိဋကအများတို့သည်ဉာဏ်တုပါရမီစင့်စင်မြင့်ထမြင့်၍မလင်းပုံတိဆိုင်ရောက်တော်မူနိုင်ရပါစေကုန်တည်း ဲရေစတုံးချာမြဘေးဝေပြပါယံရှင်ဘုရားရဲ့ခြေဆုံးကိုဥခိုက်ရဲ့ယုတိစွာလျှောက်တင်အပ်ပါလိမ့်ဗျာကေမာလေ